အားလုံးပဲမင်္ဂလာပါရှင်စက်တင်ဘာလ18ရက်နေ့မနက်ပိုင်းအတွက်ပြဖို့ထားတဲ့ဝိလူဝဒအခြေအနေခန့်မှန်းချက်တွေကိုတင်ဆက်ပေးပါရမယ်ကျမလူမောင်ပါရှင်အခုဒီဂျိုရုတိမ်မုံအရဆိုရင်တော့ကပ်ပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာကမုတ်တုံလေးအားအသင့်အတင်ရှိနေပြီးတော့ကြံဘင်္ဂလားပင်လယ်အော်မှာဆိုတော့မုတ်တုံလေးအားနေနေပါတယ်မြန်မာနိုင်ငံပေါ်မှာဆိုရင်တော့ရခိုင်ကဲရန်ဒေသတွေမှာကတော့တိမ်ထူထက်နေရာကိုတွေ့ရပြီးတော့ကြံဒေသတွေမှာကတော့တိမ်အသင့်အတင်ပြည်တော်နေရာကိုတွေ့ရပါရရှင် ဆက်လက်ပြီးတော့လေတိုင်တို့အခြေအနေခတ်မှန်းချက်တွေနေနေရတော့ရခိုင်ကင်ရန်ရှောက်မှာကတော့တနာယီကို၈မိုင်ကနေ၁၂မိုင်လို့မြို့ဝကျော်မကင်ရန်ရှောက်မှာဆိုတော့15မိုင်ကနေ18မိုင်လို့နဲ့ကျန်ကင်ရန်ရှောက်မှာကတော့18မိုင်ကနေမိုင်20လို့လေတိုက်ခတ်နိုင်ပါတယ်ရှင်အခုဆက်လက်ပြီးတော့မြို့ကြီးများအတွက်မိုးလေဝသအခြေအနေခတ်မှန်းချက်တွေကိုလည်းတင်ဆက်ပေးပါဦးမယ် စစ်တွေမကွေပသိမ်းရန်ကုန်ပဲခူးမော်လမြိုင်ဖအံနဲ့တဝဲစတဲ့ဒီမျိုးတွေအားလုံးမှာဆိုရင်တော့မိုးရွာသွန်းနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ရန်ကုန်မြို့မှာဆိုရင်တော့နေရာအနှံ့ပြမိုးသည်ထန်စွာရွာသွန်းနိုင်တယ်လို့ခန့်မှန်းရရှိထားပါတယ်ရှင်။ဆက်လက်ပြီးတော့ကျန်းတဲ့မြို့တွေဖြစ်တဲ့ဟာခာမုံရွာမြကြီးနာမန္တလေးလာရှိုးတောင်ကြီးဟဲဟိုးနဲ့လွိုက်ကုန်စတဲ့ ဒီမြို့ကြီးတွေအားလုံးမှာဆိုရင်လည်းမိုးရွာသွန်းနိုင်တယ်လို့ခန့်မှန်းထားပါရယ်အထူးသဖြင့်တော့မန်းလေးမှာဆိုရင်တော့နေရာအနှံ့ပြားမိုးသည်နိုင်တယ်လို့ခန့်မှန်းရရှိထားပါရယ်ရှင်မိုးရေချိန်ပမာဏအနေနဲ့ကတော့မြန်မာတပြည်လုံးမှာဆိုရင်တော့မိုးရေချိန်တွေကတော့20မီလီမီတာနေပြီးတော့60မီလီမီတာဝန်းကျင်လောက်မှာရှိနိုင်ပါရယ်ရှင်ဆက်လက်ပြီးတော့အပူချိန်ခန့်မှန်းချက်အနေနဲ့ကတော့ ချင်းပြည်နယ်၊ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကယားပြည်နယ်တို့မှာဆိုရင်တော့24ကနေပြီးတော့28ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ကြံဒေသတွေမှာဆိုရင်တော့29ကနေပြီးတော့33ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။မြမပင်လယ်ပင်အခြေအနေခန့်မှန်းချက်တွေအနေနဲ့ကတော့မကန်ရန်ရှောင်းနဲ့ကမ်းလွန်ပင်လယ်ပင်မှာဆိုရင်တော့လှိုင်းအနည်းငယ်ကနေပြီးတော့လှိုင်းကြီးနိုင်ပါတယ်။လှိုင်းမြင့်ပေကတော့2ပေကနေ9ပေလောက်ထိမြင့်တက်နိုင်ပါတယ်။ မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွက်9ရက်စာခတ်မှန်းချက်တွေအနေနဲ့ကတော့လာမယ့်9ရက်စလုံးမှာမန္တလေးမြို့နယ်အနီးတစ်ဝိုက်မှာဆိုရင်တော့နေရာအနှံ့ပြမိုးတဲနိုင်တယ်လို့ခန့်မှန်းရရှိထားပါတယ်ရှင်။ဆက်လက်ပြီးတော့ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်အတွက်9ရက်စာခတ်မှန်းချက်တွေအနေနဲ့ကတော့လာမယ့်9ရက်စလုံးမှာရန်ကုန်မြို့နယ်အနီးတစ်ဝိုက်မှာဆိုရင်လေနေရာအနှံ့ပြမိုးတဲနိုင်တယ်လို့ခန့်မှန်းရရှိထားပါတယ်ရှင်။ဆလပီယောနေပြောနဲ့နီးတွိုက်အတွက်9ရက်စာခတ်မှန်းချက်တွေအနေနဲ့ကတော့လာမယ့်9ရက်စုံမှာနေပြောနဲ့နီးတွိုက်မှာဆိုရင်လေနေရာအနှံ့အပြားမိုးရွာသွန်းနိုင်တယ်လို့ခန့်မှန်းရရှိထားပါရရှင်။ အခုဆက်လက်ပြီးတော့အာရှဒေသတချို့ရဲ့မူလဝတ္ထအခြေအနေခန့်မှန်းချက်တွေကိုလည်းတင်ဆက်ပေးပါအောင်မယ်ရှင်ကျေးဇူးတင်ပါတယ်